ားကောင်းသောအပူပိုင်းမုံတိုင်းရာဂါစာအခြေအနေတင်အမှတ်စဉ်2025ခုနှစ်စက်တင်ဘာလ25ရက်နေ့မြန်မာစံတော်ချိန်9နှစ်နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်နနက်9နာရီအချိန်တိုင်းထွာချက်များအရတရုတ်နိုင်ငံတောင်ပိုင်းကွမ်တောင်ပြည်နယ်ကံယိုရန်ဒေသများကိုဖြစ်ကျော်ခဲ့သောတိုင်ဖွန်းမုန်တိုင်းရာဂါစာသည်အနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးအားကောင်းသောအပူပိုင်းမုန်တိုင်းရာဂါစာအဖြစ် အားရော့သွားခဲ့ကကွန်ရှိပြည်နယ်နေဆက်ဒေသများသို့ရောက်ရှိခဲ့ပါသည် အဆိုပါအားကောင်းသောအပူပိုင်းမုံတိုင်းရာဂါစာသည် နောက်6နာရီတွင် အပူပိုင်းမုံတိုင်းရာဂါစာအဖြစ်ဖြင့်ကွန်ရှိပြည်နယ်တောင်ပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ကာ ထိုမှတဆင့်အနောက်ဘက်သို့ဆက်လက်၍လျားနိုင်ပြီးနောက်24နာရီအတွင်းအပူပိုင်းမုန်တိုင်းငယ်ဖြစ်ဖြစ် BNN နိုင်ငံမြောက်ပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်နေ့စဉ်မိုးလေဝသတင်းဘင်္ဂလားပင်လယ်အော်အခြေအနေကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်မုတ်တုံလေအားအတင်းတင်းရှိနေပါသည်ထူးခြားသည့်အခြေအနေယနေ့မြန်မာစံတော်ချိန်9:00နာရီအချိန်တိုင်းထွာချက်များအရ တရုတ်နိုင်ငံတောင်ပိုင်းကွမ်တောင်းပြည်နယ်ကန်ယိုရန်ဒေသများကိုဖြတ်ကျော်ခဲ့သောတိုင်ဖွန်းမုန်တိုင်းရာဂါစာသည်အနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးအားကောင်းသော အပူပိုင်းမုန်တိုင်းရာဂါစာအဖြစ် အားလျော့သွားခဲ့ကကွန်ရှိပြည်နယ်နေဆက်ဒေသများသို့ရောက်ရှိခဲ့ပါသည် အဆိုပါအားကောင်းသော အပူပိုင်းမုံတိုင်းရာဂါစာသည်နောက်6နာရီတွင် အပူပိုင်းမုံတိုင်းရာဂါစာအဖြစ်ဖြင့်ကွန်ရှိပြည်နယ်တောင်ပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်ကာထိုမှတဆင့်အနောက်ဘက်သို့ဆက်လက်၍ရားနိုင်ပြီးနောက်24နာရီတွင် အပူပိုင်းမုံတိုင်းငယ်အဖြစ်ဖြင့် BNN နိုင်ငံမြောက်ပိုင်းဒေသများကိုဆက်လက်ဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်ယနေ့ညနေအထီးခံမန်းချက်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည် ရွာရင်ရာနှုံးပြေဖြစ်ပါသည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွှေရှားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်။